အန်ဂိုမူကချန်စီမာမော်လိုတိုင်ပတ်နေတာဖြစ်ပြီးတခြားတသင်းမှာဆိုရင်တရားဒီကို25ကိုတော့တွင်းယူနိုင်မယ်ဆိုပြီးပြောလာခဲ့တဲ့ဟာမန်ပရိသတ်များမဲမင်လာမြောင်ဘလူးလိုင်းယွန်းကင်းကနေပြန်လဲကြိုလိုက်ပါရင်လီဘောကစားသမားဟောင်းဟာမန်ကတော့အန်ဂိုမူကချန်စီမာဖြစ်လို့တိုင်ပတ်နေတာဖြစ်ပြီးချန်စီကနေချော့ခွာကတခြားအသင်းတသင်းအသင်းမှာတွားရောက်ကစားမယ်ဆိုရင်တရားဒီကိုနည်းဆုံး25ကိုအထိတော့တွင်းနိုင်မယ်ကစားမမျိုးဖြစ်တယ်လို့ထုတ်ပေါ်ပြောဆိုလာခဲ့ပါရင်တကယ်တော့အန်ဂိုမူကကစားမအကောင့်တရားပါဟာမန်ပြောသလိုတရားဒီကို90ကျော်တွင်းယူနိုင်တဲ့ကစားမတယောက်ဆိုတာနဲ့လက်ခံပေးနိုင်စရာရှိပါတယ် ဒါပေမဲ့ချဲစီနဲ့အန်ဂွန်ဂူတို့ရဲ့ဇက်ပေါင်းထုတ်ခန်းဟာမျော်လင့်ထားသလိုတော့ဖြစ်မလာခဲ့ပါဘူး။အဓိကအားဖြင့်ရောက်ချင်းနှစ်မှာပဲအန်ဂွန်ဂူကရာသီကြိုခြေစမ်းပွဲမှာဒဏ်ရာရရှိသွားခဲ့ကတရားဒီလုံးလုံးအနားယူလိုက်ရတာကလည်းဒီဇလန်းကစတင်တယ်လို့ဆိုရမှာပါ။ဒါကြောင့်ဒီနေ့ပေါ်လုံးရာသီမှာအန်ဂွန်ဂူကဒဏ်ရာကနေပြန်လာနိုင်ခဲ့ပေမဲ့မာရက်စကာရဲ့အဓိကကစားမတယောက်မဟုတ်တော့ပါဘူး။ ဒီနေ့မှာမာရက်စကာကအန်ဂိုဂူကိုပရီးမီးယားလိဂ်ကိုးပွဲသာကစားဝင်ပေးထားပါတယ်။ဒါကြောင့်အန်ဂိုဂူလိုတိုင်းစစ်မှုမျိုးအတွက်အတော်လေးကိုနည်းပါးလို့နဲ့ပွဲရည်အတွက်ဖြစ်ပါတယ်။ဒါကြောင့်လည်းနောက်ပိုင်းမှာတော့အန်ဂိုဂူကချဲစီမှာဆက်မနေခြင်းနဲ့စိတ်တွေပေါက်လာခဲ့ပြီးယခုလာမယ့်နေ့မှာအသင်းပြောင်းဖို့အတွက်ဆုံးဖြတ်ချက်ချခဲ့တာပဲဖြစ်ပါတယ်။ဟာမန်ကတော့အန်ဂိုဂူအနေနဲ့ချဲစီမှာဆက်မနေတဲ့တော့ပဲသူ့ရဲ့ကစားမဘွားတပံပြန်လည်တောက်ပလာဖို့အတွက်တခြားကလပ်အသင်းအသင်းစီကိုပြောင်းရွှေ့သင့်ပြီလို့အကြံပြုပြောကြားလာခဲ့ပါတယ်။ဟာမန်ကအန်ဂိုဂူဟာထက်မြက်တဲ့ကစားမတယောက်ဆိုတာငြင်းမရပါဘူး။ ထိတ်တန်းအစဉ်ဆွမ်းဆောင်ရေးကောင်းတွေကိုလည်းအချင်းတော်ကြားထိမ့်သိမ်းလာခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့ယုံကြည်မှုတွေအလုံးဟာသူ့ရဲ့ဒဏ်ရာပဒနာအကြောင်းရစရာမရှိအောင်ထိုးချသွားခဲ့ပါတယ်။လက်ရှိအခြေအနေကတော့သူ့အနေနဲ့တခြားကလပ်အသင်းတစ်ခုခုစီသွားသင့်ပြီးထင်ပါတယ်။အဓိကကြားတဲ့အသင်းသင်းကိုသွားမယ်ဆိုရင်အန်ဂိုဂူဆိုတာတရားဒီကို25ဂိုးလောက်အသာလေးသွင်းယူနိုင်တဲ့ကစားမပါ။တကယ်လို့ဒီမှာဆက်နေမယ်ဆိုရင်လည်းသူ့ကိုနီးမှန်လက်မှန်နဲ့ကင်တွင်မယ်ဆိုရင်အသင်းအတွက်အတော်လေးအကျိုးဖြစ်စေနိုင်မယ့်ကစားမမျိုးပါဆိုပြီးတော့ပြောကြားသွားခဲ့တာဖြစ်ပါတယ်။